်မင်္ဂလာပါရှင်ဘုန်းကြီးတော်မူသောသခင်ယေရှုခရစ်တော်ဤနာမတော်အားဖြင့်ခွန်အားတဲ့နေ့စဉ်နှုတ်ကပတ်တော်အစီအစဉ်မှာကြိုဆိုပါရရှင်ပထမဦးဆုံးဖျားသခင်ရဲ့ကျေးဇူးတော်ကိုချီးမွမ်းပါတယ်ဘဝခက်ခဲခြင်းဖျားသခင်ကိုဘလို့ယုံကြည်မလဲဆိုတဲ့ကောင်းတဲ့ ိလိပ္ပိအခန်းကြီး၄အငယ်၆ကနေခွန်ကိုဆင်ခြင်သွားခြင်းပါလေအဘေအမှုကိုမြစိုးရင်ခြင်းမရှိပဲအရာရာ၌ဂျေဇုတော်ကိုချီးမွမ်းခြင်းနဲ့တကွဆုတောင်းပတ္ထနာပြုသောအားဖြင့်တင်တို့တောင်းပန်တို့သော အရာများတို့ကိုဖျားသခင်အားချာလျှောက်ကြလောထို့သောပြုလျင်အဘေသူမြခြံ၍မမီနိုင်သောဖျားသခင်ဤငြိမ်သက်ခြင်းသည် ယေရှုခရစ်အားဖြင့်သင်တို့ဤစိတ်နှလုံးတို့ကိုစောင့်မလိမ့်မည်ကျွန်တော်တို့လူဘဝကအစဉ်ပြေတဲ့အခါမှာဘုရားသခင်အပေါ်ယုံကြည်ရတာကလွယ်ပါတယ်ဒါပေမဲ့ဘဝအခက်အခဲတွေတွေ့ကြုံလာတဲ့အခါဘုရားသခင်ကိုရှာမတွေ့သလိုခံစားရတဲ့အချိန်မှာတော့ဘလို့လုံမလဲအခက်အခဲတွေကြုံလာတဲ့အခါမှာဘုရားသခင်အပေါ်ဆက်လက်ယုံကြည်နေဖို့အတွက်နီလန်၃မျိုး ဒီနေ့ဆင်ခြင်သွားခြင်းပါတယ်ပထမတစ်ချက်ကဆုတောင်းခြင်းအားဖြင့်ယုံကြည်မှုပဲဖြစ်တယ်ဘဝအခက်အခဲတွေတွေ့ကြုံလာတဲ့အခါမိမိကိုယ်ကိုတခြားသူနဲ့ဘုရားသခင်ကိုအပြစ်ဖို့နေဖို့ထက် အရင်ဆုံးဘုရားသခင်စီကိုဆုတောင်းပါပြာခင်ကိုကိုယ့်ရဲ့ယဉ်နီးတဲ့မိတ်ဆွေတယောက်လိုပဲပြောပြပါ။ဘာဖြစ်နေသလဲ၊ဘာခံစားရသလဲဆိုတာကို ပြောပြပါ။သူ့ရဲ့အကူအညီနဲ့လမ်းညွှန်မှုတချို့ကို တောင်းဆိုပါဆုတောင်းခြင်းကကျွန်တော်တို့ဆုံရှုံသလိုခံစားနေရတဲ့အချိန်မှာပဲပြာသခင်နဲ့ဆက်သွယ်မှုပြုနေစေပါလေပြာသခင်ကကျွန်တော်တို့ရဲ့ပြောဆိုတဲ့အတန်ကိုနားထောင်နေတတ်တဲ့သူဖြစ်တယ်နောက်ဒုတိယတစ်ချက်ကတမန်ကျမ်းစာကိုလေ့လာခြင်းအပြင်ယုံကြည်မှုကိုတိုးတက်စေခြင်းပဲဖြစ်တယ်ကျွန်တော်ရဲ့ယုံကြည်မှုကိုထိမ့်သိမ်းထားနိုင်တာကတော့တမန်ကျမ်းစာကို လိမ့်လာခြင်းကအလွန်ပဲအထောက်အကူဖြစ်စေတယ်။ဘဝအခက်အခဲတွေကြုံလာရတဲ့အချိန်မှာတမန်ကျမ်းစာမှာအားပေးမှုနဲ့မျှော်လင့်ချက်ပေးတဲ့ဘုရားခင်ရဲ့စကားဂရုတော်တွေအများအပြားပါရှိပါတယ်။ဘုရားခင်ရဲ့နှုတ်ကပတော်ဂရုတော်ကိုဆွဲကင်ပြီးတော့ဘဝခက်ခဲချိန်မှာယုံကြည်ခြင်းနဲ့ဖြတ်တန်းသွားနိုင်ပါလိမ့်မယ်။ဥပမာအနေနဲ့46ခုမြောက်သောဆန္ဒအငယ်တစ်ကနေနှစ်မှာဘုရားသခင်သည်ငါတို့ခိုလုံရာဖြစ်၍ ခွန်အားကိုပေးတော်မူ၏ပေးရောက်သည့်ကာလအထူးသဖြင့်ကုမတော်မူကြောင်းထင်ရှားလျက်ရှိ၏ထို့ကြောင့်ပထဝီမြေကြီးသည်၍တော်၍တောင်များတုန်လုံးလျင် သမုတ်တရားသို့ကြတော်လဲငါတို့သည်ကြောက်လန့်ခြင်းမရှိဘုရားသခင်ကကျွန်တော်တို့ခိုးလုံရဖြစ်ပြီးတော့ခွန်အားကိုပေးတယ်အခက်အခဲတွေတွေ့ရတဲ့အချိန်တိုင်းမှာအပြင်းမဆကူညီပေးတဲ့ဘုရားသခင်ဖြစ်တယ် ပဝန်းကျင်မှာဘလောက်တုံလုတ်ခြောက်ချားနေပါစေဘုရားသခင်အားဖြင့်ကျွန်တော်တို့ဘာမှကြောက်စရာ မရှိဘူးဘာပဲဖြစ်ဖြစ်ဘုရားသခင်ကကျွန်တော်နဲ့အတူရှိပြီးတော့ပြစ်မှတ်ထားတဲ့အကြောင်းတတိပေးနေပါလေနောက်တတိယတစ်ချက်ကတော့ယုံကြည်ခြင်းတိုးတက်လာစေဖို့အတွက်တခြားသူတွေကိုဘုရားသခင်ရဲ့အလိုတော်နဲ့အညီ ကျွန်တော်တို့ကကူညီပေးခြင်းပဲဖြစ်တယ် တခြားသူတွေကိုအကူအညီပေးခြင်းကကျွန်တော်တို့လက်ရှိတွေ့ကြုံနေရတဲ့အခက်အခဲတွေကိုတီးတီးလေးလို့ပဲ မြင်သွန်းစေပါတယ်။သူတစ်ပါးကိုကူညီဖို့အာရုံစိုက်တဲ့အခါကိုယ့်ရဲ့ယုံကြည်ခြင်းတိုးပွားလာသလိုကြောက်ရွံ့မှုတွေလည်းမေးမိန်သွန်းစေတယ်။စိုးရိမ်မှုတွေကိုလျော့ချသွန်းစေတယ်။တန်ရှင်သောဝိညာဉ်တော်နဲ့အတူပူးပေါင်းပြီးတော့အုပ်ဆိုးမှုကိုဝန်ခံတဲ့အခါမှာဘုရားသခင်ဘလောက်ကြီးမြတ်တယ်လေကြီးမားတယ်လေဆိုတာကို မြင်တွေ့ လာနိုင်ပါတယ်ဒီလောကမှာပြတ်ခင်ရဲ့သာသမီတွေဖြစ်ခြင်းဘဝဆိုတာက ပြဿနာတွေကင်းသွားမယ်ချမ်းသာကြွယ်ဝမှုရှိနေရမယ်အာလုံးအေးစေပဲဖြစ်ရမယ်လို့သခင်ယေရှုခရစ်တော်ကမပြောခဲ့ပါဘူးယောဟန်အခန်းကြီး16ငယ်33မှာသခင်ယေရှုခရစ်တော်ပြောခဲ့တာက သင်တို့ဒီငါကိုအမိပြု၍ငြိမ်သက်ခြင်းရှိစေခြင်းငါဤစကားကိုငါဟောပြောပြီး သင်တို့သည် လောက၌ဆင်းရဲဒုက္ခကိုခံကြရလိမ့်မည်။သို့တော်လည်းမစိုးရိမ်ကြနှင့်ငါသည်လောကကိုအောင်ပြီဟု မိန့်တော်မူ၏လို့ပြောခဲ့ပါတယ်။ကျွန်တော်ဘုရားသခင်ရဲ့တာသမီတွေရဲ့ဘဝမှာဒီလောကမှာရှိနေရတဲ့အချိန်အတွင်းဘဝအခက်အခဲဆိုတာက ရှိနိုင်တယ်။ဒါပေမဲ့အဆုံးသတ်မှာသခင်ယေရှုခရစ်တော်အောင်မြင်တယ်လို့ကျွန်တော်တို့လည်းအောင်မြင်မှာဖြစ်တယ်။ဂျာနာဆင်ချင်ခဲ့တဲ့သူအလုံးဘဝအခက်အခဲကြုံနေရတဲ့အချိန်မှာ စိတ်မပြတ်ပဲဘုရားသခင်ကိုဆုတောင်းခြင်းကျမ်းစာလေ့လာခြင်းတခြားသူကိုမဆအကူညီပေးခြင်းအပြင်ဘုရားသခင်ကိုသာပြီးတော့တိုးပြီးတော့ယုံကြည်သွားနိုင်ဖို့အားလုံးနဲ့အတူဘုရားသခင်ရှိနေပြီးတော့ဘုရားသခင်ရဲ့ငြိမ်သက်ခြင်းများတည်ရောက်နေပါစေအာမင် ဤခွန်အားသည့်နှုတ်ကပတ်တော်အစီအစဉ်သည်နေ့စဉ်တင်ဆက်သောအစီအစဉ်ဖြစ်သောကြောင့်စောင့်မျှော်၍ဝိညာဉ်ခွန်အားယူပါရန်မေတ္တာပြည့်လို့ဆော်အပ်ပါသည်